ောက်သူမရချင်။နောက်သူဘာကိုမရချင်ဘူးတဲ့တော့။ဒေါသကိုမရချင်ဘူးတဲ့။ဒေါသကင်းတဲ့အဖြစ်ကိုသူရချင်။အဲ့ဒီတော့အဲ့ဒီဒေါသရဲ့အဖြစ်ကိုဘယ်လိုပြောပြတုံးဆိုတော့ဒုဋ္ဌနာပရုသဝါစာပရမသော အနန္တရာတတောပါဏိတတောတန္တောတတ္တသပရမတတိဒောသောကိုရသမုဋ္ဌာနောတတ္တမဒောသန္တာရောစေယီ ဒေါသကဘာကြောင့်ဖြစ်ပေါ်လာလဲဆိုတော့အကြောင်းကစားသူကရှာပြကောဓာသမုဋ္ဌာနောအမျက်ထွေခြင်းကြောင့်ဖြစ်ပေါ်လာသောသောတောသောထိုဒေါသဆိုသောသဘောတရားသည်ဒုဋ္ဌာတာဘရုသာဝါစာပထမဥစွာကြမ်းထမ်းတဲ့စကားတွေကိုပြောဆိုတတ်တယ်ဒေါသကြတော့သူက အမျက်အကြီးစားခုနအမျက်ကလည်းဒေါသပဲဒီဒေါသကလည်းဒေါသတစ်ဖြက်ချင်းအနုအယဉ်မဲ့ကွာသွားတာ ခုနတုန်းကကောဓာကအမျက်ကသီးမခံခြင်းကြောင့်ဖြစ်တာအခုဒေါသကြတော့အမျက်ကြောင့်ဖြစ်တာကောဓာသမုဋ္ဌာနော အမျက်ကြောင့်ဖြစ်သောသောဒေါသထိုဒေါသဆိုသောသဘောတရားသည်ဒေါသတွေဖြစ်လာရင်နံပါတ်1ဒုဋ္ဌသာဖရုသာဝါစာကြံထမ်းတဲ့စကားတွေကို ပထမဦးစွာပြောကြားလာတတ်တယ်နော်ဒေါသဖြစ်လာလို့ရှိရင်ကြံကြံထမ်းထမ်းအရင်ထွက်လာပရမသော အနန္တရာ ကြံထမ်းတဲ့စကားတွေပြောပြီးတော့မကျေနပ်သေးဘူးဆိုရင်လက်ကိုယ်တော်၎င်းဆပင်ကိုယ်တော်၎င်းအင်းယူတော်၎င်းဆွဲလိုက်မယ်တဲ့အသေးစိတ်ပြောတာနော်စိတ်ရှိလက်ရှိမှန်ပါပါဗျာဒေါသဖြစ်လာရင်နံပါတ်1ကြံထမ်းတာတွေပြောမယ်အဲ့ဒါပြောလို့မှအားမရဘူးမကျေနပ်ဘူးဆိုရင်ဆပင်ကိုယ်တော်၎င်းလက်ကိုယ်တော်၎င်းအင်းယူတော်၎င်းဆွဲလိုက်မယ်ဟုတ်လားမှန်ပါပါဗျာပြီးရင်ဘာလုပ်မှာတော့တတော်ပါဏိတတော်ဒံတော်တဲ့လက်နဲ့ရိုက်မယ်ဒုံးနဲ့ရိုက်မယ် အဲ့ဒါမှမကျင့်တတ်သေးဘူးအားမရသေးဘူးဆိုရင်တတ္တတ္ပရမတတိဓာတို့တဏှတ်တို့လက်နဲ့တွေကင်ဆွဲပြီးတော့အသေးသက်မယ်ကြောက်စရာမကောင်းဘူးလားအမြဲရဲ့အမြဲရဲ့အကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒီဒေါသသည်အဲ့ဒါလိုအပြစ်တွေရှိတဲ့အတွက်ကြောင့်ငါမကြိုက်ဘူးတဲ့ဒီတော့ဒကာဒမတို့ဦးစင်းတို့တို့ဒီလိုခါသီးတဲ့ခံစားချက်တွေကိုဖြစ်စေတဲ့ ဒီဒေါသတွေဒီအမျက်တွေကိုရင်ထဲမှာတိမ့်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 ပြီးတော့မိမိရဲ့အကျိုးစီးပွားတွေကိုလည်းဖျက်ဆီးခဲ့ပေါင်းများလာပြီဟုတ်လားမှန်ပါပါဘုရားသူတစ်ပါးရဲ့အကျိုးစီးပွားတွေကိုလည်းဖျက်ဆီးခဲ့ပေါင်းများလာပြီဒေါသတွေတကယ်ကြီးလာလို့ရှိရင်သူပြက်သွားရင်ပြီးရောငါလည်းပြက်ချင်ပြက်ပစီမပြက်ချင်လည်းနေဘာမှမစဉ်းစားနိုင်တော့သူပြက်စီးသွားရင်ပြီးရောဖျက်ဆီးလိုက်ရရင်သူကဂျင်းနဲ့တယ်နော်ကြောက်စရာကောင်းတယ်နော် ဒီဒေါသနဲ့ပတ်သက်ပြီးတော့ဥစဉ်တို့ပိတပေါင်းသူတော်ကောင်းတို့ကိုမဟာကနောဆရာဘုရားကြီးရေးခဲ့တဲ့ကိုချင်းပိဓမာ ဆိုတဲ့ကျမ်းစာအင်မတန်နာမည်ကြီးပါတယ်နော်အဲ့ဒီထဲမှာဒေါသရဲ့အပြစ်ကလေးကိုဆရာဘုရားကြီးကအချင်းချုပ်ကလေးစာတမျက်နှာလောက်ရေးထားတာအဲ့ဒါလေးကိုဥစဉ်ပြောပြခြင်းဆရာဘုရားကြီးတို့ခက်ကအိန္ဒိယမှာတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုအကြောင်းကိုဆရာကြီးကစာအုပ်ထဲမှာထည့်ရေးရတယ် တနည်းမောင်နဲ့နှစ်ယောက်ရှိတယ်တဲ့မိဘတွေပေးစားလို့ယူလိုက်ရတယောက်နဲ့တယောက်သိပ်ပြီးတော့မျက်နှိုးတဲ့သဘောမရှိအထူးသဖြင့်အမျိုးသားကအမျိုးသမီးကိုမမျက်နှိုးဘူးဒီတော့အမျိုးသမီးကတော့သူကမယားဝတ္တရားနဲ့အညီတကယ်ကိုယူယူချူးချူးလေးလေးစားစားဆက်ဆံပြီးတော့တကယ်ကိုတိမ်တိမ်မွေ့မွေ့နေခဲ့တာဒါပေမဲ့အဲ့ဟာကိုပဲအမျိုးသားကမာယာများတယ်လို့ထင်မုံမီဆိုမှတော့အပြစ်ဖယ်မြင်တာနော် အင်းအဲ့ဒီလိုနဲ့သူတို့နေနေလာတယ်အမျိုးသမီးကလည်းကြာတော့စိတ်ပြက်နောက်တော့တဖြည်းဖြည်းနဲ့အမျိုးသားကလက်တွေပါရီပါလာရိုက်တာနှက်တာတွေပါရီရှိလာစိတ်နာတယ်တယောက်ကိုတယောက်မုန်းတယ်ဒါပေမဲ့လို့အချင်းဒီအကြောင်းအကြောင်းကြောင့်ဒီလင်မယားကမကွေးမသွားဘူးအဲ့ဒီလိုနဲ့နေလာတာသားတယောက်သမီးတယောက်ရှာအရှင်မပြေဘဲနဲ့စိတ်တိုင်းမချဘဲနဲ့ပေါင်းနေရတဲ့အိမ်တော်ကြီးတွေဘယ်လောက်များမလဲဒီလူတွေပိုသိတယ်နော် အမျိုးမျိုးသောအကြောင်းကြောင့်ပြတ်မရဘဲနဲ့နေနေရတာဟုတ်လားမှန်ပါပါဗျာတားရသမီးတွေရှိလာပြီဆိုတော့ပိုးဆိုးလာတာပေါ့မှန်ပါပါဗျာအေးအဲ့ဒီလိုနဲ့နေလာတော့တနေ့တော့ဒီအမျိုးသမီးကဘလို့မှသီးမခံနိုင်တော့ဒီအမျိုးသားကိုမုံနေသူစိတ်ဆင်းရအောင်သူမကြည်မနှက်ဖြစ်အောင်ဟာဘလို့လုပ်မလဲဒါပဲသူစဉ်းစားတယ်အဲ့ဒီလိုနဲ့တနေ့တော့ဒီအမျိုးသားကမျိုးတစ်မျိုးကိုအလုကိစ္စတစ်ခုနဲ့ရောက်သွားတာအဲ့ဒီလိုရောက်သွားတော့သူ့စီကိုသူ့မိန်းမစီကကျေနန်းစားလာ ုမေငါမိမကငါ့ကိုထူးထူးခြားခြားစာတွေဘာတွေရေးလို့ဆိုပြီးတော့ဖတ်ကြည့်အဲ့ဒီကြမ်းမှာမျက်လုံးကြည့်ဦးလားအရှင်တဲ့အရှင်ကိုမျက်နှိုးလွန်းလို့တိတိချာချာကိုယ့်ဘက်ကမလို့ရအောင်နူးနူးညံ့ညံ့သိမ့်သိမ့်မွေ့မွေ့မေတ္တာတရားနဲ့ဆက်ဆံခဲ့တယ်။ဒါပေမဲ့တခုမှဆင်ဟအကောင်းမထင်ဘူးတဲ့။ဒါကြောင့်အဲ့ဒီအမုန်းတရားရဲ့ဒဏ်တွေကို မခံနိုင်လို့ဒါသကယ်တမ်းကသူကလည်းမုန်းနေတာ။ သူဒီလိုလှုပ်လိုက်ရင်ဒီယောက်ျားစိတ်ဆင်းရဲမယ်ဆိုတာသိလို့စိတ်ဆင်းရဲနေခြင်းလို့သူလှုပ်တာဘာလှုပ်လိုက်ကလေးဆိုတော့တားလေးတမီလေးစားမယ်အစားစားတဲ့ကိုအစိတ်ခတ်ပြီးတော့ကျွေးလိုက်တယ်သူ့ကိုယ်သူလည်းတခါတည်းအဆုံးဆင်းရဲလိုက်ပြီအဲ့ဒီတိုင်ရေးတာလားအဲ့ဒီတော့မှဒီယောက်ျားကတခါတည်းမျက်လုံးပြူးမျက်စံပြူးနဲ့တန့်ပြေးတာအိမ်ကိုသူ့မြို့ဟိုရောက်တော့မမီတော့ပါဘူးအလောင်းနေပဲတွေ့အဲ့ဒီကြောင့်မှဟုတ်တယ်ငါဘောသူကောင်းရှာတယ် အဲ့ဒီလိုနီးနေသူ့ရဲ့တန်တမာလည်းဘလို့မှမခံစားနိုင်တဲ့ဆုံးနစ်တဲ့ဒေါသဒါလည်းဒေါသပဲနော်ဆိုရင်လည်းပူဆွေးတယ်ဒါလည်းဒေါသပဲသူကဆုံးနစ်တဲ့ဒေါသတတ်မယ်ဖြစ်မယ်ဆိုတာကတကြွတဲ့ဒေါသအဲ့ဒီဒေါသကြောင့်ဒီယောက်ျားလည်းသီးမခံနိုင်မင်းနဲ့သူတို့အမြဲတမ်းကြင်ဖို့တုံးထားတဲ့လိုင်စင်နဲ့ကြင်နေတဲ့ဒီတစ်နှက်ကိုထုတ်ပြီးတော့သူ့ကိုယ်သူသူလည်းပဲအဆုံးစီရင်ပြစ်လိုက်တယ်ဒါဆိုတော့ဘုရားကြီးရေးပြတာ အမြက်ဆိုတဲ့အမုံတရားတွေကြီးလာရင်ဒေါသဆိုတဲ့ပျက်စီးရာပျက်စီးကြောင်းတွေကိုအမျိုးမျိုးပောက်ကွဲပြီးတော့မဖန်တီးဘူးလားဖန်တီးလာတယ်။ဒါကြောင့်အဲ့ဒါလောက်ဆိုးွားတဲ့ဒေါသကိုအရိယာသူတော်ကောင်းကြီးတွေကမမြင်လို့လား။အခုဘုရားလောင်းကတော့အရိယာမဖြစ်သေးပါဘူး။သို့တော့ဘုရားလောင်းဆိုတော့ဒီဒေါသရဲ့အဖြစ်တွေကိုမမြင်ဘူးလားမြင်တယ်။ဒါကြောင့်ဒကာရမတို့ဦးစင်းတို့တွေလည်း ကိုယ်တန်တံမှာရှိတဲ့ကိုယ်တရားရဲ့အကြောင်းကိုကိုယ်သိရမယ်ဟုတ်လားမှန်ပါပါဘုရားဒေါသမှာအဲ့ဒါလို့အာကြီးတဲ့ဖြက်စီးနိုင်စွမ်းနော်တော်တော်ကြောက်စရာကောင်းတဲ့ဝမ်းနဲ့ကြည်ကွင်းစရာကောင်းတဲ့ဖြက်စီးနိုင်စွမ်းတွေရှိလို့ဒီဒေါသကိုသူပါလေမကြိုက်ဘူးတဲ့ဘယ်နှချက်ရှိသွားပြီတော့နှစ်ချက်ရှိသွား